ားလုံးပဲမင်္ဂလာပါမက်ဖင်ကဘိုရိုညမှာတော့ကျွန်တော်တို့ဒါ Club World Cup ပြိုင်ပွဲရဲ့အုတ်စုဒီပေါ့လေအုတ်စုဒီရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Chelsea အသင်းနဲ့ Tunisia Club တသင်းဖြစ်တဲ့ Aberance အသင်းတို့ရဲ့ပွဲစဉ်ကရှိတယ်အဲဆိုတော့ဒီပွဲကစိတ်ဝင်စားစရာကောင်းတယ်ဘာကြောင့်လဲဆိုတော့ဒီနှစ်သင်းတွေကတသင်းသင်းသာတကယ်လို့အရင်းနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒါ Club World Cup ပြိုင်ပွဲမှာအုတ်စုအဆင့်နဲ့ကျင်နိုင်ရမယ်အခြေအနေကြောင့်မို့လို့ နှစ်သင်းစလုံးအတွက်တော့ဒူးတော်ဒိုင်းကစားမဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်အထူးသဖြင့်တော့ဒါ Chelsea အသင်းအတွက်တော့ကျွန်တော်အုပ်စုအဆင့်နဲ့သာကျွန်တော်ဂျင်းနှက်ခဲ့ရမယ်ဆိုရင်လက်သင်းပေါ်ပါ impact တွေအများကြီးဖြစ်သွားနိုင်တဲ့အခြေအနေကြောင့်မို့လို့နီပြအန်ဆိုမာရစ်ကအတွက်တော့ကျွန်တော်တို့ဒါအာမလွယ်ကူတဲ့အခြေအနေပါ။ဘာကြောင့်လဲဆိုတော့ဒါပထမဆုံးပေါ့လေ။ဒါပြီးခဲ့တဲ့အပတ်တုန်းကလည်း Flamingo ကိုအရင်နိုင်ထားတဲ့အခြေအနေကြောင့်မို့လို့အာကျွန်တော်တို့ဒီနှစ်ပွဲဟာတကယ် fresher များတယ်။ အထူးသဖြင့်တော့ဒါကျွန်တော်တိုက်စစ်ကစားမှဖြစ်တဲ့နီကိုလက်ဂျက်ဆင်အာကျွန်တော်တို့ဒါမိနစ်60ကျော်မှဝင်လာတယ်အ၄မိနစ်လောက်နဲ့သူအင်ဒီပေါ့လေဒါရအနီကပြက်တာအချိန်ကြီးကြောင်းမလို့ပွဲပယ်ထားတဲ့အချိန်ဒီမှာကျွန်တော်တို့ဒါဒီလက်စ်နဲ့ပဲပွဲထုတ်လာဖို့အချိန်ကြီးရှိတယ်ဆိုပွဲကเชลซีအသင်းအတွက်တော့တကယ်ကိုဒူအော်ဒါရဲ့အခြေအနေဖြစ်တဲ့တစ်ဖက်ကတူနီရှားအသင်းနဲ့เชลซีအသင်းကြားမှာအကြောင်းကွာဟာချက်တွေရှိတယ်ဆိုပေမဲ့လို့ ဆိုဒီအချင်းတွေရောက်လာတဲ့အနေမှာဘဲကလက်တွေကိုမှရှော့တွက်လို့တော့မရဘူးဆိုပြီးခဲ့တဲ့အပတ်တုန်းကလည်းကျွန်တော်တို့ဒီပြအဆိုမာရစ်ကကဒီပေါ့လေကစားသမားထုတ်တဲ့နေရာမှာပွဲထုတ်တဲ့နေရာမှာမေးခွန်းထုတ်ဆရာအချင်းတွေရှိခဲ့သလိုဒီအစင်မပြေတဲ့မလဂူစတိုကန်စစ်နေရာမှာကျွန်တော်တောက်လျှောက်ထားခဲ့ပြီးတော့မှပွဲချိန်ပြေတုံးသွားတဲ့ဟာကျွန်တော်မေးခွန်းထုတ်ဆရာတွေအများကြီးဖြစ်ခဲ့တယ်ဒီပြအဆိုမာရစ်ကကကျွန်တော်တို့ဒါရီစီချင်းကို ကွင်းလယ်မှာကျွန်တော်ဒီတစ်ဖက်ကအန်ဆိုဖာနန်ဒက်မွိုင်းဆက်စကိုင်းဆေးရုံးနဲ့ထားတာဟာတကယ် big problem ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီအန်ဆိုဖာနန်အန်ဆိုဖာနန်ဒက်တဖက်မှာကျွန်တော်တို့ဒီအာကျွန်တော်တို့ဒီလာဗီယာပဲတွဲတွဲပေါ့လေဒါကျွန်တော်အက်စကိုပဲတွဲတွဲအဆင်ပြေတဲ့အနေထားမှာဘာကြောင့်မလို့ကျွန်တော်တို့ရီစီဂျင်းကိုအကွင်းလယ်မှာထားပြီးတော့မှာမဲလကူစတိုးအဆင်မပြေတဲ့ကစားသမားကိုခန်းစစ်မှာထားတာလေဆိုတော့ တခါလေကြောင်နီးပြကတော်တော်လေးကြောင်ပြောက်တယ်အာသူ့ဆုံးဖြတ်ချက်တွေအကြောင်းမို့လို့ကျွန်တော်တို့ပွဲရလက်ဒီအာကျွန်တော်ပြောင်းလဲသွားတဲ့အခြေအနေတွေရှိတယ်ဒါကြောင့်မို့လို့အာကျွန်တော်တို့ဒီနေ့ပွဲမှာပေါ့လေဒါကျွန်တော်တို့ဒီတစ်ဖက်က FNC ပွဲမှာကျွန်တော်နီးပြပေါက်တာကရမလောက်လာဖို့အရေးကြီးတယ်လို့မြင်လိုက်ချဲစီမှာတကယ်တမ်းပြောရင်ဗျာ quality player squad တက်ရတော့ကျွန်တော်တို့လုံလောက်တယ်အာပြောစရာမရှိဘူးဒါပေမဲ့လို့နီးပြ ဒီပွဲထုတ်တဲ့အချိန်တွေကတော်တော်လေးဆိုးတယ်တစ်ဖက်မှာအကျွန်တော်တို့ဒီပေါ့လေအဆင်မပြေတဲ့ဂိုးသမားဖြစ်တဲ့စမ်းချက်နဲ့ပွဲထုတ်လာခဲ့ရင်လည်းကျွန်တော်တို့မေးခွန်းထုတ်ဆရာအချိန်တွေရှိတယ်စမ်းချက်ကကျွန်တော်တို့ဒါဒီပေါ့လေဘေဒပလေးလို့ခေါ်တဲ့ကျွန်တော်တို့ဒီနောက်ပိုင်းကျွန်တော်တို့ modern life ဖြစ်လာတဲ့အချိန်တွေမှာဒီနီးဒီနီးပြတွေကပေါ့လေကစားဒီဂိုးသမားတွေကိုဂိုးဖန်ရံတတ်တတ်မဟုတ်ပဲနဲ့ပွဲတော်ရဲ့ return gain thrust ကိုပြောင်းလဲနိုင်မဲ့ဗေဒပလေးဟာအရေးကြီးတဲ့အခန်းကဏ္ဍပါဝင်လာတဲ့အချိန်တွေမှာကျွန်တော်စမ်းချက် ကဘယ်လိုမှအဆင်မပြေဘူးအခုကိုပေါ့လေဒါကြောင့် opposition ဖြစ်သွားတယ်တစ်ဖက်ကိုကျွန်တော်တို့ဒီ counter attack လုပ်ရမယ့်အခြေအနေမှာအဒီ bid up play လုပ်တဲ့နေရာမှာကိုကစားသမားကြီးဘယ်လိုမှမရောက်တဲ့အနေထားဟာတော်တော်လေးဆိုးရတယ်ဆိုတော့ခုနှစ်ကြိမ်လောက်ကျွန်တော်တို့ဒီကန်တင်ပေးတဲ့နေရာမှာအာ2ကြိမ်လောက်ပဲရောက်ပြီးတော့မှ5ကြိမ်လောက်ဟာတခြားကစားသမားကြီးရောက်တာဒီ base ကိုကျော်သွားတာဒါတွေဟာအဲ့ဒါအများကြီးဖြစ်နေတဲ့အတွက် Chelsea တင်းရဲ့အာ goal မှ option မှာကျွန်တော်တို့ဒီနေ့ဒီပေါ့လေ မဖြစ်မနေကျွန်တော်တို့စမ်းချက်ကိုပွဲအောက်ပြီးတော့မှ Philip Rogerson နဲ့ပွဲထွက်လာရင်တော့ပိုအဆင်ပြေတယ်လို့မြင်တယ်။ Shaquin နဲ့ option တွေနဲ့လည်းကျွန်တော်တို့ဟိုရွေးချယ်စရာတွေရှိတဲ့အနေအထားမှာအဲကျွန်တော်တို့အပြောင်းလဲတွေပေါ့လေအရင်ကြီးမလုပ်တင်ဘူးလို့မြင်တယ်။အထိုင်ကြပြီးစားကစားသမားတွေကိုကျွန်တော်တို့ရွှေ့ပြီးလှုပ်လိုက်တာဟာကစားကွက်ပုံဖော်လိုက်တာဟာအတင်းပေါ်မှာတော်တော်လေးဆိုးသွားတယ်။ဆိုတော့ Flamengo အတင်းနဲ့ပွဲစဉ်မှာတော့ဒါကျွန်တော်တော်တော်လေးကိုရုပ်ပြတ်ဆင်ပြတ်ဖြစ်သွားတယ်။ဆိုတော့ဒီ Flamengo ရဲ့ဒီ counter attack တွေကျွန်တော်တို့ခံစစ်ကဘယ်လိုမှမထိန်းချုပ် ်နိုင်ဘူးကိုသမားလည်းတော်တော်ညံ့တဲ့အနေအထားကြောင့်မို့လို့ဂိုးတွေတောက်လျှောက်ပေးရလို့ကျွန်တော်တို့ဒီလက်ရှိမှာပေါ့လေဒါကျွန်တော်တို့နှစ်ပွဲကစားတဲ့၃မှရမှတ်၃မှတစ်ဖက်ကဒီ APNC ကလည်းနပွဲကစား၃မှတ်အနေထားဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ဖက်မှာ LAFC ကတော့ဘလူးပဲဆိုဆိုသူတို့ဒီအုပ်စုအဆင့်နဲ့ပဲဂျင်းနေရတော့မယ့်အနေထားမှာနောက်တစ်ဆင့်ကိုတက်ဖို့ဆိုရင်တော့ Chelsea အသင်းနေနဲ့တော့ Everton အသင်းနဲ့ပွဲစဉ်မှာအကျွန်အနိုင်ရဖို့လိုအပ်တယ်။နေပြကျွန်တော်တို့ ဒီပေါ့လေအရင်ကြီးကွန့်ပြီးတော့မှကစားသမားပွဲထုတ်ပုံတွေကမေကွန်ထုတ်ဆရာဖြစ်ခဲ့ရင်တော့ကျွန်တော်တို့အရေးနိုင်မဲ့အနေထားဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ club world cup ပေါ့လေနောက်တစ်ဆင့်တက်ချင်တယ်ဆိုရင်တော့အာဒီ solid ဖြစ်တဲ့ကစားကွက်ပုံစံနဲ့အာတစ်ဖက်ကအတင်းကိုရင်ဆိုင်မှအဆင်ပြေမယ်လို့မြင်တယ်ဆိုတော့ဘွေရဒူအော်တိုင်းဖြစ်မယ်အုပ်စုအဆင့်ရဲ့နောက်ဆုံးပွဲစဉ်လည်းဖြစ်တဲ့အနေထားကြောင့်မို့လို့ chelsea အတင်းအတွက်တော့အာကျွန်တော် evidence ကိုတော့နိုင်သွားမယ်လို့မြင်တယ် ဆိုတော့ရလက်တော့ချင်းမြောက်မယ်လို့ထင်တယ်ကျွန်တော်အတွင်းကိုအနည်းဆုံး၅ခုလောက်ပဲရမယ်လို့မြင်တယ်ဒါကြောင့်မလို့အာကျွန်တော်တို့နှစ်သင်းစလုံးအရေးကြီးတဲ့အနေအထားဖြစ်ပေမဲ့လို့ squad တက်အရာရောကစားသမား individual performance အရာပါ Chelsea ကတာလွန်တဲ့အနေအထားကြောင့်မလို့ Chelsea ကပဲအဲဒီ ABC ကိုအနိုင်ယူပြီးတော့မှ club worker ရဲ့အုပ်စုအဆင့်ကိုကျော်ဖြတ်သွားနိုင်မယ်လို့ကျွန်တော်မြင်တယ်ဗောလေဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်